ကြာရီအတွက်အကူအညီအရေးတကြီးလိုအပ်ကြောင်းကုလအကြီးအကဲပြောကြားလိုက်ပါတယ်။ညောင်ကျိုးစခန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40နီးပါးဖမ်းဆီးခံရပါတယ်။စင်ကူးမှာလေကြောင်းတိုက်ခိုက်မှုကြောင့်အရသား28ယောက်သေဆုံးသွားပါတယ်။ဒီသတင်းတွေအပြင်ဒီနေ့မနက်ခင်းသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်။ရိုဟင်ဂျာတွေကိုနိုင်ငံတကာကမေးလျော့နေတာကျွန်တော်တို့လက်မခံနိုင်ပဲအထောက်ပံ့တွေအရေးတကြီးပိုလိုအပ်နေတယ်လို့ကမ္ဘာခေါင်းဆောင်တွေကိုကြဲကြဲလောင်လောင်ပြောပါမယ်လို့ ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကမနေ့ကပြောကြားလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်ကော့ပ်ဆက်ပဇာခရိုင်ကဒုက္ခသည်စခန်းကိုမနေ့ကရောက်ရှိလာတာဖြစ်ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးအသေးအကြာပြန်တည်ဆောက်ဖို့နိုင်ငံတကာကအလုံးစုံဆောင်ရွက်ဖို့မုတ်ချလိုအပ်ပြီးရိုဟင်ဂျာပြည်ထနာဖြစ်ရှင်းရေးကမြန်မာနိုင်ငံမှာရှာဖွေရမယ်လို့ပြောကြားပါတယ်လာမယ့်လမှာဒုက္ခသည်တွေအတွက်ပေးနေတဲ့ရိတ်ခါထက်ဝက်လျှော့မယ်လို့ကမ္ဘာစားနပ်ရိတ်ခါအစီအစဉ် WFP ကကြေညာပြီးနောက်ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတာလည်းဖြစ်ပါရဲ့ရှင် ပဲခူးတိုင်းပထောင်မြို့နယ်ရခိုင်ရိုးမဘော်ကညောင်ကျိုးတက်စခန်းစခန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40နီးပါးကိုအရခတက်တော် AA နဲ့ပူးပေါင်းတပ်တွေကလက်နက်တွေနဲ့အတူဖမ်းဆီးမိခဲ့တယ်လို့ AA နဲ့နှီးဆက်သူတွေကမနေ့ကပြောပါရယ်ပူးပေါင်းတပ်တွေကညောင်ကျိုးစခန်းကိုဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ချိန်မှာစခန်းကဒီလ13ရက်ကဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်ဆုတ်ခွာသွားတဲ့တပ်သားတွေလည်းရှိတယ်လို့ပြောပါရယ်စစ်ကောင်စီတပ်ကလည်း drone နဲ့စက်တက်လေရီတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့ဆိုပါရယ် အေကထိုးစစ်ဆင်ဝင်ရောက်လာတဲ့ဗရောင်းမျိုးနဲ့ဟာလက်နက်အစိပ်ပိုင်းတွေထုတ်လုပ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတချို့လည်းရှိတာကြောင့်စီရေးအတွက်ရေးပါတယ်လို့စီရေးနိုင်ငံရေးလိလာသုံးသက်သူတွေကပြောပါတယ်ရှင်။မန္တလေးတိုင်းစင်ကူးမျိုးနဲ့လက်ပတ်လှကြီးပါကိုစစ်ကောင်စီလေကြောင်းကဘုံကျဲတဲ့အတွက်ကလေးနှစ်ယောက်အပါအဝင်အရသား28ယောက်တေဆုံးပြီး30လောက်ဒဏ်ရာရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲမရှိဘဲမွန်လွဲ3နာရီလောက်မှာလူစီကားတဲ့ဈေးဆိုင်တန်းတွေကိုအကြောင်းမဲ့၄ချောင်းကနေတိုက်တာလို့လဲဆိုပါရရှင်။စစ်ကောင်စီကအကျဉ်းထောင်တွေကရာဇဝတ်အကျဉ်းသားတွေကိုလက်နက်တပ်ဆင်ပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကမနေ့ကသတင်းထုတ်ပြန်ပါရတယ်။ ကချင်ပြည်နယ်မိုးညင်အချင်းထောင်မှာရာဇဝတ်အကျဉ်းသားတွေကိုလက်နက်ပေးပြီးထောင်လုံးကြုံရေးဆောင်ခိုင်းတာနဲ့ဗမော်ထောင်ကိုတော်လှန်ရေးတပ်တွေလာရောက်တိုက်ခိုက်တဲ့အခါမှာရာဇဝတ်အကျဉ်းသားတွေကိုလက်နက်ပေးပြီးခုခံစစ်တွေမှာတုံးတယ်လို့ဆိုပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသကတာကောင်ရွာကိုစစ်ကောင်စီတပ်ကတပန်နီးပါးဝင်ရောက်တပ်ဆွဲပြီးနောက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ရုပ်လောင်း6လောင်းတွေ့ရတဲ့အတွက် နှစ်ပတ်အတွင်းဒီဒေသမှာအရက်သားအ ਨੇ ဆုံး18ယောက်သေဆုံးတယ်လို့ရေစီယိုတောင်ရှိ info committee ကအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမတ်လ9ရက်ကနေ12ရက်နေ့အထိစစ်ကြောင်းတို့ဝင်ရောက်တက်ဆွဲခဲ့ပါရယ်စစ်ကြောင်းပြန်ထွက်မှနှိပ်ဆက်မီးရှို့တပ်ဖြတ်ခံထားရတဲ့ဒေသခံရုပ်လောင်းတွေကိုတွေ့ခဲ့တာလို့လည်းဆိုပါရယ်ရုပ်လောင်းနှစ်ခုကတော့တာကောင်ရွာကမဟုတ်ဘဲလူသားတိုင်းအဖြစ်ဖန်ဆီးခေါ်ဆောင်တဲ့အရက်သားတွေဖြစ်ပြီးပုပ်ပွားနေတာကြောင့်ဘသူဘဝဆိုတာအတိမပြုတ်နိုင်သေးဘူးလို့လည်းဆိုပါရရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့နယ်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေကရင်နယ်ကြားစောင့်တက် BGF ရှာဖွေဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသားတွေတဲကနောက်ထပ်385ယောက်ကို BGF ကထိုင်းအာဏာပိုင်တွေကနေတဆင့်တရုတ်နိုင်ငံကိုမနေ့ကပြန်လွှဲပြောင်းပေးလိုက်ပါတယ်။မြောက်ရီမြို့က BGF ကိုကယ်ရေးစခန်းမှာစစ်ကောင်စီကဆက်လက်စစ်ဆေးနေတဲ့တရုတ်နိုင်ငံသား2000နီးပါးကြန်သေးတယ်လို့ BGF ကိုကယ်ရေးယုံသတင်းရေးမီဒီယာကပြောပါတယ်။တရုတ်နိုင်ငံသား1980ပြန်လွှဲဖို့ရှင်းနေသေးတာဖြစ်ပါရဲ့ရှင်။ မနစ်ကအကြီးကျယ်ရေကြီးခဲ့တဲ့ထိုင်းမြန်မာနယ်စပ်ချင်းရိုင်ပြည်နယ်မဲဆိုင်ခရိုင်ရေဘေးကာကွယ်ရေးအတွက်ရေတိန်းတမန်တွေစောက်ဖို့အိမ်အောင်စု တထောင်လောက်ဖေရှားရမယ်လို့ဗန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗယ်မဲဆိုင်မြစ်မှာတရားမဝင်အဆောက်အုံတွေရှိနေတဲ့အတွက်ရေတိန်းတမန်တွေစောက်ဖို့လိုပြီးရေရှည်ရေဘေးကာကွယ်ရေးစီမံချက်တွေနှောင့်နှေးနိုင်တယ်လို့ဆိုပါတယ်ရေကြီးရေရှည်နာတွေကာကွယ်ဖို့အတွက်တစိ့တစ်ပိုင်းအနေနဲ့ မြန်မာကမဲဆိုင်မြစ်တောင်တူးကိုတာဝန်ရှိပြီးထိုင်းကယူရစ်မြစ်တောင်တူးရပါမယ်ဒီအတွက်ကိုဘတ်ဂျက် ထိုင်းဘတ်ငွေတန်း90ရထားတာကိုဘတ်ဂျက်ဌာနကဆိုင်းငံ့ထားပါတယ်ရှင် တောင်ကိုရီးယားနိုင်ငံကလူဦးရေအ ਨੇ စုံရုံညံစီရင်စုမှာမြန်မာနိုင်ငံကလူ40ဒီနှစ်ကုန်ပိုင်းလောက်မှာလာရောက်နေထိုင်ဖို့စီရင်စုတာဝန်ရှိသူတွေနဲ့တရားရေးဝင်ကြီးဌာနတို့ဆွေးနွေးကြတယ်လို့ Korea Times ကမနေ့ကဖော်ပြပါရယ်အစီအစဉ်ဖြစ်မြောက်ရင်ကရင်မိသားစု10စုကိုလာရောက်နေထိုင်ဖို့ဖိတ်ကြားမယ်လို့ဆိုပါရယ်ဒီစီရင်စုမှာလူဦးရေ15000ပဲရှိပါရယ်ရှင် ဒီနေ့မနက်ခင်းသတင်းလေးကိုတင်ပြခဲ့တာပါ RFA ရဲ့အစီအစဉ်တွေကို RFA Barmis Facebook Page, YouTube, Instagram, Telegram နဲ့ RFA Website ဆာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။ကျမသီရိမင်းစင်ပါရှင်။